အဲ့ဒါကရင်ကျေးဇူးတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်အဖြစ်တို့ကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ဖိလိပိဩဝါဒစာခန်းကြီး2အပိုင်းငယ်27လူခသိန်းတို့သည်ယေရှုခရစ်၏အကျိုးကိုမရှာကိုယ်အကျိုးကိုသာရှာကြ၏ဒီနှုတ်ကပတ်တော်ကတော့အင်မတန်ဝမ်းနည်းစရာကောင်းတဲ့အရာလေးဖြစ်ပါတယ်လူခသိန်းဟာယေရှုခရစ်အကျိုးကိုမရှာဘူးကိုယ်အကျိုးကိုပဲကိုယ်ရှာကြတယ်လို့ဖော်ပြပါတယ် လောကသားဟာကိုယ့်အကျိုးအတွက်ကိုယ်အသက်ရှင်တာမမှားပါဘူး။ဘုရားကမသိတဲ့အတွက်ကြောင့်ကိုယ့်အကျိုးအတွက်ကိုယ်အသက်ရှင်ပါပဲ။ကိုယ်ချမ်းသာဖို့ကိုကြည်ပွားဖို့ကိုအောင်မြင်ဖို့ကိုမိသားစုအဆင်ပြေဖို့ဒီအတ္တအတွက်ပဲအသက်ရှင်တာမမှားပါဘူး။ဘုရားသားသမီးဖြစ်ပြီးတော့ကိုယ့်ရဲ့အတ္တကိုအောင်မြင်ဖို့ကိုကြည်ပွားဖို့ကိုချမ်းသာဖို့ကိုနာမည်ကြီးဖို့ကိုသူများရဲ့အထက်မှာနေရဖို့လောကကြီးကဘလောက်ပဲဘာတွေဖြစ်နေပါစေငါတို့ကတော့အေးဆေးပဲဆိုပြီးတော့ တကူကောင်းဆန်စွာအသက်ရှင်ဖို့ဖျားလို့တော့မရှိပါဘူး။ယုံကြည်သူဖျားသားသမီးဟာကယ်တင်ခြင်းထာဝရအသက်ကိုလည်းမိမိရဲ့ကြိုးစားအားထုတ်မှုကျမ်းစာဖတ်နိုင်လို့ဆူတောင်းနိုင်လို့အလွန်ငွေထည့်နိုင်လို့ကောင်းဝင်နိုင်ငံရောက်တာမဟုတ်ပါဘူး။သခင်ရှုလောဝါကတိုင်းမှာအသေးခံခြင်းသခင်ရှုသုံးရမြောက်သောနေ့မှာရှင်မြတ်ထမြောက်ပေးခြင်းကြီးစုတော်ကိုယုံကြည်သောကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကိုကြောင့်ကယ်တင်ခြင်းမရောက်ဘူး။ယေရှုခရစ်တော်ဖျားကိုယုံလို့ကယ်တင်ခြင်းရောက်တဲ့သာရအသက်ကိုရတဲ့ခရိယံတယောက်နေနဲ့ ကိုအတွက်အသက်မရှင်အောင်အတ္တဆန်စွာငါကောင်းဝင်နိုင်ငံရောက်ရင်တော်ပြီဆိုပြီးတော့အဲ့ဒီလိုမလုပ်အောင်သခင်ခွတ်တော်ဖရာကိုယုံကြည်သော ဖရာသားသမီးတယောက်က သူတို့ဘာအတွက်ဖရာသခင်ဘုန်းတော်အတွက်အသက်ရှင်ဖို့ဖရာကကျွန်တော်ကိုဒီလောကကြီးထဲမှာထားရခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကိုအကျိုးတော်ပဲကိုအသက်ရှင်မယ်ဆိုရင်တော့လောကသားနဲ့ဘာမှမထူးကြတော့ကျွန်တော်တို့ကဖရာသားသမီးဖြစ်တဲ့ကြောင့်ကိုအကျိုးအတွက်ကိုအသက်ရှင်ဖို့ဖရာလောကကြီးထဲမှာထားတာမဟုတ်ပါဘူး မောင်မိုက်တဲ့လောကကြီးထဲမှာကျွန်တော်တို့ကိုထားတယ်ဆိုတာကကျွန်တော်ဒီလောကကြီးထဲမှာအလင်းအဖြစ်ဖရာရဲ့အလင်းကိုထုံးလင်းမှုဖြစ်ပါတယ်။ညီသက်ချင်းကင်းမဲ့တဲ့ဒီလောကကြီးထဲမှာဖရာသခင်ထားတာကညီသက်ချင်းရဲ့အရှင်ယေရှုခရစ်တော်ဖရာနဲ့လူတွေကိုမိတ်ဆက်ပေးဖို့ဖြစ်ပါတယ်။ချစ်ချင်းမေတ္တာကင်းမဲ့နေတဲ့လောကကြီးထဲမှာဖရာသခင်ထားတာကချစ်ချင်းမေတ္တာရဲ့အရှင်ဖရာနဲ့လူတွေကိုမိတ်ဆက်ပေးဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဖရာသခင်ဟာချစ်ချင်းမေတ္တာဖြစ်တယ်လို့ဖော်ပြပါတယ်။ တို့ရတွင်ချစ်ချင်းမြတ်တာတိုင်းကတော့ဖျားသခင်မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင် လူဟာအပြစ်ထဲမှာကြဆင်းပြီးသွားကြတဲ့ကဖျားရဲ့ပုံတံတော်ဟာပြည့်ရင်းသွားပြီ။လူဟာမြတ်တာတော့ရှိပါလေ။ဒါပေမဲ့လူမှာရှိတဲ့မြတ်တာကအတ္တပေါ်မှာ အခြေခံသွားပြီ။တစ်ခုခုပေါ်မှာရလိုဘူးပေါ်မှာအခြေခံပြီးတော့ချစ်တယ်ချစ်ချင်းမြတ်တာဖြစ်ပါလေ။ကိုသားသမီးမဟုတ်လို့ကိုနဲ့လူမျိုးတူလို့ကိုနဲ့ဘာသာတူလို့ကိုနဲ့တိုင်းပြည်တူလို့စသဖြင့် အတ္တပေါ်မှာအခြေခံသွားတယ်ချစ်ချင်းမြတ်တာဖြစ်ပါတယ်ကိုယ့်ရဲ့သားသမီးတောင်မှအခက်မသိရင်အမွေပြတ်ဆွလွန်ခြင်းနေမိသားစုဝင်တွေတောင်မှအခက်မသိရင်အမွေကိစ္စနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်စကားမပြောနိုင်မဆိုနိုင်ကွဲပြားမှုတွေဖြစ်တတ်ပါသေးတယ်အဲ့ဒါကလူရဲ့မြတ်တာကအတ္တပေါ်မှာငါဆိုတဲ့အရာပေါ်မှာအခြေခံလို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဘုရားသခင်ကချစ်ချင်းမြတ်တာဖြစ်တယ်။ချစ်ချင်းမြတ်တာတိုင်းကတော့ဘုရားသခင်မဟုတ်ဘူးလို့ပြောရခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ဖခင်ရဲ့မေတ္တာသာလင်ပြီးပြည့်စုံတဲ့မေတ္တာဖြစ်တယ်။ဖခင်ရဲ့မေတ္တာရဲ့တဘာဝကသူ့အကျိုးကိုမရှာတတ်ဘူး။ဖခင်ရဲ့မေတ္တာရဲ့တဘာဝကကျွန်တော်တို့အကျိုးတော်ပဲလို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ဒါကြောင့်မို့မေတ္တာရဲ့တဘာဝကိုကောရင်သူဩဝါဒစာပထမဆုံးအခန်းကြီး7အပိုင်ငယ်9မှာမလျောက်ပတ်စွာမကျင့်တတ်ဘူးကို့အကျိုးကိုမရှာတတ်ဘူးဒေါသအမျက်မထွက်တတ်ဘူးအပြစ်ရှိသူမထင်တတ်ဘူးလို့ဖော်ပြပါတယ်။ ဒါကြောင့်မေတ္တာရဲ့သဘောကကိုယ့်အကျိုးကို မရှာတတ်ဘူး။ဖះကသူ့မှာဖန်ဆင်းခံကောင်းကင်တမန်တွေအများကြီးရှိပါလေ။ဒါပေမဲ့လူကိုဖန်ဆင်းပြီးတဲ့အခါမှာဖះကကျေနပ်သွားတယ်ပြည့်စုံသွားတယ်။လူရှိခြင်းကဖះအတွက်ကျေနပ်ခြင်းဖြစ်တယ်။အဲ့ဒီလူကဖရာစကားကိုနားမထောင်ပြီးကြဆင်းသွားတဲ့ခါမှာလေဖရာကဒီလောကကြီးကိုဆင်းလာပြီးတော့လူတွေရဲ့အဖြစ်တွေလောကကတိုင်းမှာအသိခံပေးပါတယ်။သင်းကြိုတဲ့၃ရက်မြောက်သောနေ့မှာရှင်မြတ်ထမြောက်ပြီးတော့ ရပ်ပေါင်း40တပည့်တော်နဲ့နေပြီးတော့ကောင်းကင်ကို ပြန်တက်ကြွသွားတယ်။ခမီးတော်ရဲ့လက်ရာဘက်မှာဘာလုပ်ပေးနေလဲယေရှုခရစ်တော်ဖခင်ကကျွန်တော်တို့အတွက်ဆုတောင်းပေးနေတယ်။ဖခင်ရဲ့အတွေ့အထဲမှာကျွန်တော်တို့အမြဲတမ်းရှိတယ်။အဲ့ဒါကဖခင်ကကျွန်တော်တို့ကိုအင်မတန်ချစ်လို့ဖြစ်ပါတယ်။အခုကျွန်တော်တို့အတွက်နေစရာအခန်းကို ပြင်ဆင်ပြီးတော့တပံပြန်လာပြီးတော့ငါရှိရာရက်မှာမင်းတို့ငါတင်ဆဲမယ်။ဒါကြောင့်မို့ဖခင်ကကျွန်တော်တို့ကိုချစ်တဲ့အခါမှာတစ်ချိန်လုံးကျွန်တော်တို့အကြောင်းမစင်စားနေတယ် ျွန်တော်တို့စပင်ဟိုတော်ရည်တွက်ထားတယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလိုအပ်တဲ့အရာတွေကိုဘုရားကမတောင်းမီကပဲသိတယ်ဘုရားဖြစ်တယ်ကျွန်တော်တို့ကိုအင်မတန်ချစ်တဲ့အတွက်ကြောင့်ဘုရားကကျွန်တော်တို့အတွက်ဖြည့်ဆည်းဖို့ပဲကျွန်တော်တို့အကျိုးတော်ပဲသူကပြင်ဆင်ထားပါတယ်ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကလက်ဝါးကားတိုင်းမှာ it is finished အမှုပြီးပြီကျွန်တော်တို့အကျိုးတော်ဘုရားအားလုံးလုပ်ပေးပြီးသွားပြီဘယ်လောက်ထိလုပ်ပေးပြီးသွားလဲဆိုတော့ယခုလောကမှာသင်အသက်ရှင်ရတဲ့၁၀ခန်းလောက်အနည်း၈၀တရာလောက်တော့ပဲမဟုတ်ပါဘူး ထာဝရကာလအထိဘုရားသခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးပြီးသွားပြီဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီဘုရားမြတ်တော်ကိုသင်ခံစားရရင်သင်ဟာကိုယ်အကျိုးအတွက်အသက်မရှင်တော့ဘူး။ဘုရားသခင်အကျိုးအတွက်လူတွေရဲ့အကျိုးအတွက်သင်ဟာအသက်ရှင်လာမှာဖြစ်ပါတယ်။ဘုရားကိုတကယ်ချစ်တဲ့သူဟာအတွေ့အကြုံမှာဘုရားအကြောင်းပဲရှိတယ်။ဘုရားအတွက်အသက်ရှင်ဖို့ပဲရှိတယ်။ဘုရားကိုတကယ်ချစ်သွားရင်လေလူတွေအတွက်ဘာလုပ်ပေးရမလဲ။ဘုသူ့တော်ငါဘယ်လောက်ပေးရမလဲ။ဘုသူ့တော်ငါဘယ်လောက်ကူညီရမလဲ။ အဲ့ဒီလိုကူညီတဲ့ခါမှာလဲကိုယ်နာမည်ကြီးဖို့ကိုယ်ဝါကျွားဖို့ကိုယ်ထင်ပေါ်ဖို့မဟုတ်ပဲနဲ့ကိုယ်ကူညီလိုက်ခြင်းအဖြစ်အသက်ရှင်သောဖခင်ကိုသိဖို့အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဖခင်သခင်တောင်းဆိုတာကသင်ရဲ့ဖခင်ထောက်တော်ဖခင်ကိုစိတ်နှလုံးအကျွဲ့မဲ့အစွမ်းတတ္တိရှိသည်များညံ့ရှိသည်များနဲ့ချစ်ပါ။ကိုယ်နဲ့ဆက်ဆိုင်သောသူကိုယ်နဲ့များချစ်ပါလို့ဖခင်ကဒါပဲတောင်းဆိုပါတယ်။ချစ်ဖို့အတွက်ဘာလို့တောင်းဆိုပါလဲဆိုရင်တော့အဲ့ဒီချစ်ခြင်းမေတ္တာကကိုယ့်အကျိုးကိုမရှာတတ်ဘူး။သင်ဖခင်ကိုတကယ်ချစ်သွားရင် ကို့အကျိုးအတွက်ကြမ်းတာမဖတ်တော့ကို့အကျိုးအတွက်ဆုတောင်းနေတာမဟုတ်တော့ကို့အကျိုးတွေပြည့်စုံဖို့ဖခင်ကိုကိုးကွယ်နေတာမဟုတ်တော့သင်ဖခင်ကိုတကယ်ချစ်သွားရင်သင်ရဲ့လှုပ်ဆောင်သမျှအရာအားလုံးသင်မှာပိုင်ဆိုင်တဲ့ငွေကြေးအချိန်အားအစွမ်းသက်တည်းအားလုံးဟာဖခင်အတွက်ဖြစ်သွားတယ်ဖခင်ကိုသင်တကယ်ချစ်ရင်ဖခင်မြတ်တော်တကယ်ခံစားရရင်ကို့မှာပိုင်ဆိုင်တဲ့အရာတွေကဘယ်သူတွေကိုပေးရမလဲကို့မှာရှိတဲ့အစွမ်းစားတွေနဲ့ဘယ်သူတွေကိုကူညီရမလဲကို့မှာရထားတဲ့သာဝရအသက်ကယ်တင်ခြင်းဖခင်ရဲ့မြတ်တော်ကိုလည်းလူတွေကိုမျှဝေတတ်မှာဖြစ်ပါတယ် ဒါကြောင့်မူချစ်တော်ညီကိုမရောက်စီတိုင်းဘုရားသခင်ကိုစိတ်လုံးကျွမ်းမဲ့ချစ်ပြီးတော့ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့မြချစ်ခြင်းအဖြစ်မိမိအကျိုးအတွက်အသက်ရှင်တော်သူမဖြစ်စေဘဲနဲ့ဘုရားသခင်ရဲ့အကျိုးအတွက်လူတွေရဲ့အကျိုးအတွက်အသက်ရှင်တတ်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ